ိုယ်လက်ထက်ကိုရောက်နေပြီးသားပိုင်ဆိုင်ဖို့တည်ချနေပြီးသားအမွေမြေတစ်ခွက်ဟာစာရွက်တစ်ရွက်မှားယွင်းမှုနဲ့တခုကြောင့်လက်တကန်းအလွန်မာတင်ဆုံးချုံသွားရမယ်ဆိုရင်မိတ်ဆွေတို့ယုံနိုင်ပါမလားအားလုံးမင်္ဂလာပါကျွန်တော်ကရှိနေဦးမင်းသိန်းအောင်ပါဒီနေ့ကျွန်တော်ပြပြမဲ့ဖီအမ်မန်ဇလန်ကတော့အတော်ဖြစ်သူကဒူမကိုမြေခွက်ပေးခြင်းလို့စေရနာနဲ့လှုပ်ဆောင်ခဲ့ပေမဲ့ဥပဒေနဲ့မညီတဲ့စာရွက်တစ်ရွက်ကိုရွေးချယ်မိလိုက်တာကြောင့်နောက်ဆုံးမှာတော့လက်တကန်းမှာဆုံးချုံခဲ့ရတဲ့အမွေချမ်းမြေတခုအကြောင်းပဲဖြစ်ပါတယ်ဒီဇလန်အတွက်2023မြန်မာနိုင်ငံတရားစီရင်ထုံး ဥခင်မလက်ပါ၄နဲ့ဒေါခင်လှခေါ်ဒေါခင်လှလှတရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်။ဇယ်လန်ကဒီလိုပါဒေါခင်တန်းနဲ့ဒေါခင်လှဆိုတဲ့အမျိုးသမီးနှစ်ယောက်ကမန္တလေးမြို့မှာမြေကွက်တစ်ကွက်ကိုပူးတွဲပြီးတော့ပါဆန်ကြပါတယ်။သူတို့နှစ်ယောက်မှာဒေါခင်တန်းဟာအတော်ဖြစ်ပြီးတော့ဒေါခင်လှကတော့သူ့ရဲ့တူမဖြစ်ပါတယ်။ဒီနေ့မှာတော့အတော်ဖြစ်သူဒေါခင်တန်းကသူ့ရဲ့ဝေစုကို တူမဖြစ်သူဒေါခင်လှကိုပေးလိုက်ရှင်ပါတယ်။ဒါကြောင့်2009ခုနှစ်တုန်းကတရားရုံးမှာကြမ်းကျင်လွှာတစ်ဆောင်လုလိုက်ကြပါတယ်။ အဲ့ဒီကြံ့ကျင်လာတဲ့မှာဘာရည်ထားလဲဆိုတော့ငါရဲ့ဝေစုကိုတူမဖြစ်သူကိုမေတ္တာနဲ့အပိပိုင်ဆွန့်လက်ပါတယ်ဘာတန်ဖို့ငွေမှမယူပါဘူးဆိုပြီးတော့ရေးသားလက်မှတ်ထိုးပြီးတော့စာချုပ်စာရမ်းမှတ်ပုံတွေရုံမှာမှတ်ပုံတင်ခဲ့ကြပါတယ်ပြည်ထနာကဒေါခင်တန်းကွယ်လွန်သွားတဲ့အခါမှာစပါတယ်ဒေါခင်တန်းရဲ့တခြားအမွေစားအမွေခံဆွေမျိုးတွေကဒီမျိုးခွက်တစ်ဝက်ဟာဒေါခင်တန်းပိုင်တာဖြစ်လို့ငါတို့လည်းအမွေရသိနေဆိုပြီးတော့တရားစွဲလိုက်ပါတယ် တဖက်ကတူမဖြစ်သူဒေါခင်လာကလည်းမဟုတ်ပါဘူးအတော်မသေးခင်ကတည်းကဒီမျိုးကွက်ကိုငါ့ကိုကြမ်းကျင်လာနဲ့တရားဝင်ဆွန့်လက်ပြီးသွားပြီနင်းတို့နဲ့မဆိုင်တော့ဘူးဆိုပြီးတော့ပြန်ရှင်းပါပါတယ်ဒီတော့ဘယ်သူကနိုင်မယ်လို့ထင်ပါသလဲဒီအမှုကတရားရုံးအစီအစဉ်မှာအနိုင်အရှုံးအမျိုးမျိုးဖြစ်ခဲ့ပါတယ်မန္တလေးခရင်တရားရုံးကတော့တူမဖြစ်သူဒေါခင်လာဘက်ကအနိုင်ပေးခဲ့ပါတယ်ကြမ်းကျင်လာနဲ့ဆွန့်လက်တာဟာတရားဝင်တယ်လို့ဆွန့်ပြခဲ့တာပါအဲ့ဒါကိုမကျေနပ်လို့တိုင်းဒေသကြီးတရားလွှတ်တော်ကိုတက်တက်ခါကြတော့အမွေဆိုင်တွေဘက်ကပြန်နိုင်သွားပါတယ် နောက်ပြီးတော့နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုရောက်ပြန်တော့တူမဖြစ်သူကပြန်နိုင်သွားပြန်ပါတယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့သုံးသပ်ချက်ကတော့စိတ်ဝင်စားစရာကောင်းပါတယ်သူတို့ကဘာပြောလဲဆိုတော့ကျန်းကျင်လွာဟာစာချုပ်မဟုတ်ပေမဲ့ပိုင်ရှင်ကိုယ်တိုင်ကငါစွန့်လက်ပါတယ်လို့ထုတ်ဖော်ဝန်ခံထားတာဖြစ်တဲ့အတွက်ကြောင့်ဒါနှုတ်ကလေးနဲ့စွန့်လက်ရရောက်တယ်ဒါကြောင့်တူမဖြစ်တဲ့သူပိုင်တယ်ဆိုပြီးတော့စွန့်ပြခဲ့တာပါဒါပေမဲ့အမွေဆိုင်တွေကမကျေနပ်တာကြောင့်အထူးအယူခံထက်တဲ့ကြပါတယ်ဒီနေရာမှာအမြင့်ဆုံးအထူးအယူခံခုံရုံးကအမင်းတခုချလိုက်ပါတယ် အထူးအယူခံခုံရုံးရဲ့ဆုံးဖြတ်ချက်ကတော့ရှင်းပါတယ်။ကြမ်းကျင်လွာနဲ့ဆွန့်လက်ခြင်းဟာတရားမဝင်ပါဘူးတဲ့။ဘာကြောင့်ပါလဲ။တဲ့အချက်ကမြေခွက်လိုပစ္စည်းမျိုးကိုပိုင်ဆိုင်မှုဆွန့်လက်မယ်လွှဲပြောင်းမယ်ဆိုရင်ဗဇက်ကပြောယုံကြမ်းကျင်လွာရေးယုံနဲ့မရပါဘူး။ဥပဒေအရတစည်းကောင်းခွန်ဆောင်ပြီးတော့မှတ်ပုံတင်စာချုပ်နဲ့ဆွန့်လက်စာချုပ်တည်တံ့ရှုပ်ဆော်ရပါတယ်။နှစ်ချက်ကကြမ်းကျင်လွာဆိုတာကိုပြောတဲ့စကားမှန်ကန်ကြောင်းဝန်ခံချက်တက်တက်တာဖြစ်တယ်။ဒါဟာပိုင်ဆိုင်မှုကိုလွှဲပြောင်းပေးတဲ့စာယူဆရာမဟုတ်ပါဘူး။ သုံးအချက်ကတော့ဒီအမှုမှာအတော်ဖြစ်သူကကြမ်းကျင်လာတဲ့မှာဂတိစာချုပ်ရှုပ်ပြီးတော့ဆွန့်လက်ပါတယ်လို့ရေးထားပေမဲ့တကယ်တမ်းကျတော့အဲ့ဒီဆွန့်လက်စာချုပ်အစ်စ်ကိုတရားရုံးမှာမတင်ပြနိုင်ခဲ့ပါဘူးစာချုပ်အစ်စ်မရှိဘဲနဲ့ကြမ်းကျင်လာတခုတည်းနဲ့ပိုင်ဆိုင်မှုကိုလွှဲလို့မရဘူးလို့ဆွန့်ပြလိုက်တာပါဒါကြောင့်အတော်ဖြစ်သူရဲ့မြေခွက်ဝေစုဟာတူမစီကိုရောင်းမသွားပေနဲ့အတော်ရဲ့အမွေပစ္စည်းအဖြစ်ပြန်ဖြစ်သွားပြီးတော့တရားဆွဲဆိုတဲ့ဆွေမျိုးတွေကအမွေဝေစုပြန်ရသွားခဲ့ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့မှတ်သားထားရမှာက မိမိပန်ဆိုင်တဲ့အရှက်မျိုးကိုသာသမီတူမဆွေမျိုးတရားရောက်ကိုပြေးကျင်တယ်စွန့်လှည့်ကျင်တယ်ဆိုရင်ကြမ်းကျင်လာလောက်နဲ့လုံးလုံးမရပါဘူးနောက်တစ်ချိန်မှာအရှုရှင်ပြဿနာဖြစ်တတ်ပါတယ်ဥပဒေနဲ့အညီတစည်းကန်းခွန်ထမ်းဆောင်ပြီးတော့စာရွက်စာတမ်းမှတ်ပုံတွေရုံမှာတရားဝင်စွန့်လှည့်စာချုပ်ဒါမှမဟုတ်မြစ်တန်နဲ့ပြေးကန်းခြင်းစာချုပ်ကိုတည်တည်ချာချာရှုဆွန်မှသာလျှင်ပန်ဆိုင်မှုခိုင်မာမှဖြစ်တဲ့အကြောင်းကိုဥပဒေဘုဒ္ဓရာအနေနဲ့မျှဝေပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေ အကျိုးတော်ဆင်တရားရလိုက်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။